ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့ရင်သုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့ရင်သုံးနှုတ်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူအမတွေမောင်လေးညီမလေးများအားလုံးသိတာများတို့ YouTube Channel ကနေပြန်လဲကြိုးသွားရတယ်ခင်ဗျာနော်ဟုတ်ကဲ့ကျွန်တော်ရဲ့အကူအမတွေမောင်လေးညီမလေးအားလုံးပီတာမြန်တို့ YouTube channel ကနေပြန်လဲကြိုးသူပါတယ်လို့နော်အဲ့တော့အကူအမတွေမောင်လေးညီမလေးညနေမှာတော့ကျွန်တော်က ကျွန်တော်ရဲ့မိသားစုဝင်တွေခဏတလုံးကိုမကရင်မှာဆိုလို့ကျွန်တော်ပြန်တက်လာတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိသားစုဝင်တွေတဲ့ကနေကျွန်တော်ကို subscribe ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးတဲ့ကိုမလေးမောင်လေးညီမလေးအားလုံးက subscribe လုပ်ထားကြပါနော် subscribe လုပ်ပြီးသားကိုမလေးမောင်လေးညီမလေးရဲ့ like လက်မလေးနှိပ်ထားမယ်ညနေခဏတလုံးကိုနော်ညိုမီကညနေထထိုးရမှာလားထိုးရမှာကျွန်တော်ခဏပြရမယ်ဗျာနော်ကျွန်တော်ရဲ့မိသားစုဝင်တွေခဏကိုဒီညနေကြိုင်ကိုခဏကိုကျွန်တော်ပြရမယ် ဒိုင်းနဲ့တစ်တလုံးကတော့ကျန်နှစ်ရက်စာလို့ကျွန်တော်ပေးထားဖြစ်တဲ့အတွက်တစ်တလုံးကတော့ကျန်၃ချိန်မပတ်ကိုပတ်ရမှာနော်ကျွန်တော်မိသားစုဝင်တွေကျွန်တော်ပြထားတယ်။ပုံညာလေး၄တုံညာလို့ကြာတိုင်းကျန်နှစ်ရက်စာမှာတစ်တလုံးနဲ့ကျွန်တော်ပြထားတာ။ဒိုင်းနဲ့ဒီညနေရလည်းတလုံးပိုင်ကိုကျွန်တော်ပြမှာ။ကြာတာပရိနေညနေတညနေစာလေးကိုကျွန်တော်ကအခုပြမှာ။ကျန်၃ချိန်စာမှာပတ်ရမှာကတစ်။နော်တစ်တလုံးကိုပဲပတ်ရမှာကျန်၃ချိန်စာမှာ။ဒိုင်းနဲ့ဒီညနေကြာတာပရိနေညနေ။ နော်၂ရက်၉လဟာ၂ရက်၁၀လ2025ကြာတာပရင်းနေညနေ၄နိုင်30အတွက်ကိုခဏန်းတလုံးကိုပြည့်ညင်လို့ကျွန်တော်ပြန်တက်လာတာကျွန်တော်ရဲ့မိသားစုဝင်တွေကိုကျွန်တော်ညကတည်းကပြောထားတယ်ကြာတာပရင်းနေညနေမှာခဏန်းတလုံးပတ်ပါလို့နော်အဲ့ဒီခဏန်းရဲ့စနစ်ကလေးကိုကျွန်တော်ပြတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကင်ရေးရဒါဆိုရင်ကျွန်တော်တို့နေတဲ့ကြီးကတော့နေတိုင်းမှန်နေတဲ့ကြီးကကျွန်တော်ကဖောက်လို့ကျွန်တော်မပောက်တာနော်ဒါနဲ့အဲ့ဒီကြီးနဲ့ပရင်းညနေကိုအဲ့ဒီခဏန်းကိုပြန်ထိုးရမှာနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်က ကျွန်တော် main ပေးထားတဲ့ခဏကကျွန်တော်အခုကိုင်းနေတဲ့ခဏမဟုတ်လို့ကျွန်တော်ပြန်တက်ထားတာ။နော်ပြန်တက်လာတာ။အဲ့တော့အကိုမကြီးမောင်လေးညီမလေးရဆုခိုင်းစွာလေးနှိပ်ရသေး။နော်နှိပ်ထားအောင်။မတိတာကြီးမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါခင်ဗျာကြည်ဝင်းဆိုတဲ့ကောက်ကွက်ရှင်လေး။နော်မမရေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်။မင်္ဂလာပါမြတ်မမမြန်ဦးရဟုတ်ကဲ့ပါခင်ဗျာ။အဲ့တော့အကိုမကြီးမောင်လေးညီမလေးကျွန်တော်တို့က တွက်ပြတော့ထိုးရတာကျွန်တော်မိသားစုနေအားရှိတယ်ဗျာဒါမှန်တာပြောတာဟုတ်တယ်မလားတွက်ပြတော့အားရှိတယ်အဲ့တော့ကိုမနေမောင်းနေမှာလေကျွန်တော်ဒီညနေမှာခဏလေးပြောင်းပြီးပို့ရမှာဆိုတော့လူကလည်းများတယ်ဆိုတော့ကျွန်တော်အဲ့ဆန်နယ်ကလေးကိုကျွန်တော်အရင်ဆုံးသွားမိတယ်နော်ဗုဒ္ဓဖူးနေတိုင်းလိုက်ကြနေတဲ့ခဏကနှလုံးဖြစ်နေတယ်တဲ့နော်ဗုဒ္ဓအော်ကြာတာပရင်းနေတိုင်းလိုက်ကြနေတဲ့ခဏကနှလုံးဖြစ်နေတယ်မနေ့ကတလုံးကတော့ တက်လုံးလောက်ဆွဲသွားရင်တော့ကျွန်တော်ပြန်မတက်တော့ဘူးနော်တက်လုံးကဒီမှာပေးပြီးသားဖြစ်နေဒိုင်းနဲ့လုံးပိုင်းစနက်ကလေးကိုယူကျွန်တော်တို့ကီးနဲ့သွားမှာဆိုခဏက6ကွက်ပဲထိုးရမှာချစ်တို့နော်6ကွက်ပဲထိုးရမှာဖြစ်တဲ့အတွက်တကွက်ကောင်းထုတ်လိုက်မှားမှားမှန်မှန်တကွက်ကောင်းထုတ်လိုက်နော်အဲ့တော့ကျွန်တော်ပုံမှန်ဒီမောင်းလေးမှလေးအရင်ဆုံးတူသွားနေစနက်ကဘေးကနေလာနေရလေတဲ့တလုံးပိုင်းစနက်ကိုအရင်ဆုံးပြလိုက်တဲ့မှာကျွန်တော်မိသားစုညနေကိုကိုင်းရင်းမှာဒီဗျာညနေတီးတိုင်သွားနေတယ် တလုံးကတော့မနေ့ညသွားနေမနေ့သေးမှမကြတဲ့အတွက်နောက်ဒီတလုံးကလည်းကျွန်တော်တို့ကင်ရမှာပဲအဲ့တော့ကျွန်တော်ရဲ့အပေါ်မှာဒီမောင်းလေးမှာဒီသူကပဲစနေနဲ့သွားနေရလေဒီစနေနဲ့သွားနေရတယ်နော်ဒီစနေနဲ့သွားနေ236ယောက်သောအမျိုးတို့အားလုံးမင်္ဂလာပါဗျာနော်236ယောက်သောအမျိုးတို့အားလုံးမင်္ဂလာပါ အကိုအမညာကျွန်တော်တစ်တလုံးကိုပြရထားတာရှိတယ်နော်ကြံ၃ချိန်သာမှလိုက်ရမှာတစ်တလုံးကိုပြရထားတာရှိတယ်အဲ့ဒါကဘာလဲကျွန်တော်တို့ဒီမှာ၃ညာလေးလို့ကြားလို့၃ညာလေး40လို့မနက်စေးမှာကြားတိုင်းနော်ဘယ်နေ့မှာပဲကြားကြမနက်စေးမှာကျွန်တော်တို့ဒီတပွဲထဲမှာမနက်စေးမှာကြားတိုင်းနော်နှစ်ရက်အတွင်းလိုက်ရမယ်၃ညာဆိုတာတစ်ဆိုတာကျွန်တော်ပြထားတာအဲ့ဒါကဘလို့လာတာလဲ၃ညာလေး၄၃ညာ တနင်္လာနေ့မှာကြာလို့ရှိရင်အင်္ဂါနဲ့ဗုဒ္ဓဖူးမှာကြာရမယ်။အင်္ဂါနေ့မှာကြာရင်ဗုဒ္ဓဖူးကြာတာပရိမကြာရမယ်။ဗုဒ္ဓဖူးမှာကြာရင်ကြာတာပရိတောက်ကြာမှာကြာရမယ်။သူက၃ညာလေးနဲ့၄တုံညာဘလို့ပဲကြာကြ။နှစ်ရက်အတွင်းမှာကြာမှာဖြစ်လို့ဒီမှာကျွန်တော်တို့က၃ညာလေးလို့ကြာထားလို့ဒီနှစ်ရက်အတွင်းမှာရာနှုံးပြေလာမှာတက်ပတ်သည်တဲ့။ဒါကလည်းကျွန်တော်ရဲ့မိသားစုနဲ့ထောက်ထားနဲ့ကျွန်တော်ပြပြီးသား။နော်ညာပြပြီးသား။အဲ့တော့အခုမြန်မြန်လေးသွားမှာကကျွန်တော်တို့ကဒီစနစ်ကိုသွားမယ်။ညံနေတီးတန့်စီတစ်လုံးနဲ့သွားနေတာ။ကျွန်တော်ကိုင်မလွဲရင်တော့ကျွန်တော်လည်းမတတ်နိုင်ဘူးနော်ကျွန်တော်ကိုမိုင်းမောင်လေးမှညီမလေး ဲ့တော့အခြေဆုံးတော့ तू ကဘယ်လိုသွားတာလဲတဲ့ကျွန်တော်တို့ကြာတာပရိနေမနဇေးရဲ့ထိစီတောက်ကြာနေကြာတာပရိနေမနဇေးရဲ့နောက်ဘိတ်တောက်ကြာနေမနဇေးရဲ့နောက်ဘိတ်660ကျော်တော့အမျိုးတို့အားလုံးမင်္ဂလာပါခင်ဗျနော်အဲ့တော့အခြေဆုံးတော့ကျွန်တော်တို့ကဘယ်လိုသွားတာလဲတဲ့ဒီတစ်ဒီခွန်နဲ့ကိုမလေးနော်ဒီတစ်ဒီခွန်နဲ့စန္နာတွေမစောနဲ့ပေါက်မယ်ဒီညနေပေါက်အောင်ပေးမယ်နော်ဒီညနေပေါက်အောင်ပေးမယ် အဲ့ဒီဒီတခွန်းလုံးမောင်းမြင့်တီးရလို့ရှစ်လို့ဖြစ်လို့ရှစ်ရပါဘာဟဲ့သုံးတပြပြီကြာတာပရင်းနေနောက်တပွဲကြာတာပရင်းနေညနေသေးမှာလုံးမိုင်နဲ့ကျွန်တော်ရအကူမလေးမောင်းလေးညီမလေးနော်နောက်တော့ဘွဲကြာတာပရင်းနေမှာလုံးမိုင်ဆိုတော့ကျွန်တော်ရအကူမလေးမောင်းလေးညီမလေးကြာတာပရင်းနေညနေသေးမှာဘာကြလဲဆို53ဆိုတော့3နောက်ပိနေကြတယ်တဲ့ဒါဆိုဟုတ်ပြီကျွန်တော်အကူမလေးမောင်းလေးညီမလေးဒီမှာကလည်းတောက်ကြာတာပရင်းနေမနေ့သေးရနောက်ပိတောက်ကြာနေမနေ့သေးရညနောက်ပိဒီနေ့ဒီ6ရက်နေ့လုံးမောင်းကြီးရှင်းဖြစ်လို့ရှင်းရပါဝဟဲ့3တပြားပါဒီလဲ နောက်တစ်ပွဲကြာတာပရင်းနေညနေစီမှာလုံးမိုင်ဖြစ်ကသားရမယ်ဆိုတော့ကြာတာပရင်းနေညနေစီမှာ၃နောက်ပိတ်နေပဲသူက၃၃ဆိုတဲ့ခဏန်းကိုပတ်တော်လေတဲ့ဒါဆိုကျွန်တော်ရဲ့အကိုမညမောင်နှင်းညမလေးညအားလုံး600ကျော်တော်မျိုးတို့အားလုံးမင်္ဂလာပါခင်ဗျာအဲ့တော့နောက်တစ်ပွဲကြာကျွန်တော်တို့ကဒီငါဒီကိုနှလုံးပေါင်းချင်းဒီက၄လို့ဖြစ်လို့လေးရဲ့ပါပါဟဲ့ဒီကိုတပြားတည်းလဲနောက်တစ်ပွဲကြာတာပရင်းနေမှာလုံးမိုင်ဖြစ်ဆော့မယ်ဆိုတော့ကျွန်တော်ရဲ့အကိုမညမောင်နှင်းညမလေးအိုက်ကိုတပြားကနောက်တစ်ပွဲကြာတာပရင်းနေကြတယ်ဒီမှာကိုနောက်ပိတ်နဲ့တစ်ကိုဆိုတာကိုဆော့ပါလေတဲ့ ဒါဆိုရင်အချစ်တို့ကြီးကျွန်တော်တို့ကဒီ၅ဒီ၈နှလုံးပေါင်းကြီးတွေသုံးလို့ဖြစ်လို့၃ရဲ့ပါဝါအဲ့ဒီ၈တပြားပိုင်းကြီးလဲနောက်တစ်ပွဲကြာတာပရင်းနေညံ့နေစင်းမှာစော့ရမယ်ဆိုတော့၈နောက်ပိုင်းနဲ့68ဆိုတာကိုစော့ပါလိမ့်မယ်။ဒါဆိုကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမလေးသူကနောက်ပိုင်းပဲစော့လာ။ဒါမှမဟုတ်ဒီ၁ဒီ၃ညနောက်တစ်ပွဲကြာတော့နှလုံးပေါင်းကြီးတွေတည့်ရလို့ဖြစ်လို့တည့်ရပါဝါအဲ့ဒီ၆တပြားကြီးကြာတာပရင်းနေညံ့နေစင်းမှာနောက်ပိုင်းတဲ့။အဲ့ဒါဆိုတော့၆နောက်ပိုင်းလို့ကျွန်တော်တို့တစ်ချက်ထည့်မယ်။နော်၆နောက်ပိုင်းလို့တစ်ချက်ထည့်မယ်။ ဒါဆိုရင်6နောက်ပိတ်လို့တစ်ချက်သွားပြီဆိုလို့ရှိရင်ဒုတိယတလုံးကိုကျွန်တော်တို့ရှာအောင်မယ်တလုံးကတော့ခိုင်းနော်။ဒါမင်းဓာကွာကောင်းထုတ်ရမယ်တလုံးမလို့။အဲ့ဒါဆိုဟုတ်ပြီတဲ့ကျွန်တော်ရဲ့အပေါ်မှာဒီမောင်လေးညီမလေး6နောက်ပိတ်ကတစ်ချက်ရထားပြီတဲ့။ဒါဆိုရင်ဒုတိယတစ်ချက်ကလည်းကြာတာပရင်းနေပြန်ပါပဲ။ तू ကအပြီးရိုက်ရမှာဆိုတော့ဒီတလုံးနဲ့ပဲ။နော်ဒီနှလုံးကပြန်ဆင်းသွားတယ်ဆိုတော့ကျွန်တော်အပေါ်မှာဒီမောင်လေးညီမလေးကျွန်တော်တို့မင်္ဂလာပဲပေါ့ဗျာဓာကွာထဲကိုအဲ့တော့အပေါ်မှာမောင်လေးညီမလေးများသူကဘယ်လိုလိုက်ရိုက်နေရလဲဆိုရင်ကျွန်တော်တို့ကဒီရနေလာတာသူက ဒီ၃ညဒီ၅တနင်္လာနေ့မနက်သေးရဲ့ဗရိတ်အင်္ဂါနေ့ညနေသေးရဲ့ထိတ်စီဒီ၃ညဒီ၅ဒီ၆၃လုံးပေါင်းရင်ဒီကတက်လို့အဲ့အဲ့တက်ဖြစ်လို့အဲ့တက်တပြားဒီနောက်တစ်ပွဲကြာတာပရိနေမှာလုံးမရင်ဖြစ်စော့မေးတဲ့နောက်တစ်ပွဲကြာတာပရိနေမှာတက်တပြားဆိုအဲ့တက်တပြားကဘယ်မှာစော့လဲကြာတာပရိနေမှာနေသေးမှာခွန်တက်ဆိုတာကိုစော့ပါလေတဲ့ကျွန်တော်ရဲ့မိတ်ဆွေများဒါဆိုအခြေဆုံးတော့ဒီမှာကြာကျွန်တော်တို့ကဒီတက်ဒီ၆တနင်္လာနေ့မနက်သေးရဲ့ဗရိတ်ဒီတက်ဒီ၆လုံးပေါင်းတော့ခွန်အဲ့ဒီခွန်ဒီ၆နဲ့ပေါင်းတော့ သုံးလို့ဖြစ်လို့အဲ့သုံးတပြားတည်လဲနောက်တစ်ပွဲကြာတာပရင်းနေမှာမဖြစ်မနေဆော့ရမယ်ဆိုအဲ့သုံးတပြားကအဲ့ဒီမှာသုံးသုံးရင်းတူတော့53ဆိုတာတစ်လုံးလေးကိုဆော့သွားတယ်ဟုတ်လားတူညီလုံးပိုင်းမတူညီရင်အပြီးပါဒါဆိုရင်ကျွန်တော်ရဲ့အကိုမနေမောင်းနေတာဒီဘွဲကြာကျွန်တော်တို့ကဒီခွန်ဒီရှစ်နှလုံးမောင်းနေနေငါအဲ့ဒီငါကိုဒီရှစ်နဲ့ပေါင်းတော့သုံးဖြစ်လို့အဲ့သုံးတပြားတည်လဲနောက်တစ်ပွဲကြာတာပရင်းနေမှာလုံးပိုင်းဆိုတော့ကျွန်တော်ရဲ့အကိုမအဲ့သုံးတပြားနဲ့နော်ခုနကကျွန်တော်တို့ဒီကကြိုင်နေသုံးတပြားနဲ့ကြာတော့ဒီမှာသုံးသုံးလို့ကြာတာပရင်းနေညနေသေးမှာအပြီးရိုက်သွားတာ ဒါဆိုဟုတ်ပြီကျွန်တော်ရဲ့အကူမလေးမောင်လေးညီမလေးဒီမှာကြတော့ဒီခွန်ဒီနှစ်နှလုံးပေါင်းဒီငါးဒီနှစ်နှလုံးပေါင်းညီခွန်နဲ့အဲ့ဒီခွန်ကိုဒီရှင်းနဲ့ပေါင်းတော့ငါးဖြစ်လို့အဲ့ငါးတပြားပိုင်ဒီလဲနောက်တစ်ပွဲကြာတာပဒီနေမှာလုံးပါအဲ့နဲ့ကျွန်တော်ရဲ့အကူမလေးမောင်လေးညီမလေးအဲ့ငါးတပြားပိုင်နဲ့ကြာကျွန်တော်ကျွန်တော်တို့ဘာဆော့လဲဆိုမနဲ့စေးမှာပဲငါးတပြားပိုင်နဲ့65ဆိုတော့ကဏ္ဍကိုဆော့သွားတယ်အချစ်ဆုံးဒါဆိုရင်ဒီဘက်ကျတော့ကျွန်တော်တို့ကဒီ၃ညဒီနှစ်နှလုံးပေါင်းချင်းကနှစ်အဲ့ဒီနှစ်ကိုဒီကိုးနဲ့ပေါင်းတော့တစ်ဖြစ်လို့အဲ့ဒီတပြားစီလဲနောက်တစ်ပွဲကြာတာပရင်းနေမှာလုံးပိုင်ဆိုတော့အဲ့ဒီတပြားနဲ့ကျွန်တော်တို့ကမနဲ့လေးမှာ တိတပြားနဲ့30တိဆိုတာမနဲ့ဈေးမှာစော့သွားတာဒါဆိုအကုန်မတွေမောင်းလေးနေမှာလေဒီမှာကြတော့ဒီခွန်ဒီခွန်ဒီ၃ညသုံးလုံးပေါင်းရင်းဒီ၄တဲ့အဲ့၄တပြားဒီလဲနောက်တော့ပွဲကြာတာပရင်းနေမှာလုံးမိုင်စော့ရမယ်ဆိုတော့အဲ့၄တပြားကဒီမှာကမနဲ့ဈေးမှာစော့မထားတော့ကျွန်တော်တို့အဲ့၄တပြားကလာမယ်ဆိုရင်ဘုန်းကတုံးတုံးလို့လာမယ်ဆိုဒီမှာ၄ထိန်းနဲ့၄တဲ့6ဆိုတာတကွက်ကောင်းနော်1496ရောက်တော့မျိုးတို့အားလုံးမင်္ဂလာပါခင်ဗျာနော်1496ရောက်တော့မျိုးတို့အားလုံးမင်္ဂလာပါ ဒါဆိုရင်ဓာတ်ကွက်ကောင်းက46တဲ့အချက်ဆုံးဟုတ်ပြီဒီဓာတ်ကွက်ဓာတ်ကွက်ကောင်းနဲ့မလုံဘူးဆိုရင်ကျွန်တော်တို့ကဒီ46ဆိုတာကနှစ်ဖူးစလုံးကိုနှလုံးစလုံးနဲ့ဓာတ်ကွက်ထဲဖြစ်မသွားခင်46ကိုဝမ်းကျင်းယူပြီးကျွန်တော်တို့လုံးဝမှနေကုန်မှာမဖောက်တဲ့ကီးနဲ့ကျွန်တော်မိသားစုတွေနဲ့ကျွန်တော်ကတ်ပြီးမယ်ဒါကတော့ကျွန်တော်မိသားစုရင်၄နဲ့6နဲ့ကိုကနန်းတုံးလုံးလိုက်ကြတော့6ကွက်ကအရန်ပေါ့ဓာတ်ကွက်ကောင်းဒီ46เนาะကျွန်တော်အချက်ဆုံးမှတ်ထားမယ်ဓာတ်ကွက်ကောင်းက46ကျွန်တော်တခါထည့်ပေးထားတယ် အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေများအဲ့ဒီ၄၆ကိုလိုက်ကပ်ရမယ်ကီးလေးကဘလို့လာမှာလဲတဲ့အချက်ဆုံးတွေအဲ့ဒါကအချက်ဆုံးတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ဒီကနေစလာတာလေနော်ဒီကနေစလာတာဒီတစ်ထိတ်တစ်ထိတ်ကြောင့်တည့်ရပါဝ6တည့်ရနှစ်ခါရှစ်တည့်6ရှစ်ဒီနောက်သူ့ရဲ့အောင်မှာမဖြစ်မနေထိရမယ်ဆိုတော့မနေ့သေးမှာတည့်6ညနေသေးမှာရှစ်တပြားနော်မနေ့သေးမှာထိမလာတဲ့ဆက်နှစ်ကဒါဆိုဒီမှာရှစ်ထိတ်စီလို့ရှိလို့ရှစ်ရပါဝ3ရှစ်ရနှစ်ခါတည့်ရှစ်3တည့်ဒီသူ့ရဲ့အောင်မှာမဖြစ်မနေထိရမယ်ဆိုတော့မနေ့သေးမှာရှစ်တပြားဆွဲပြီး80နဲ့ရှစ် ဒီမှာ၅တပြားလို့ရှိလို့၅ရဲ့ပါဝါ၃ည၅ရဲ့နှက်ခတ်၃၅၃ည၃ဒီသူ့ရအောင်မဝမ်းကျင်ဖြစ်စေရမယ်ဆိုမနက်သေးမှာ၅တပြားဆိုပြီး၁၅ညနေသေးမှာ၃၃ဒီမှာ၃ထိပ်စီရှိလို့၃ရဲ့ပါဝါ၈၃ရဲ့နှက်ခတ်က၅၃၈၅ဒီသူ့ရအောင်မဖြစ်မနေဖြစ်ရမယ်ဆိုမနက်သေးမှာ၃၀နဲ့၉ဒီမှာ၂ထိပ်စီရှိလို့၂ရဲ့ပါဝါခွန်း၂ရဲ့နှက်ခတ်၄နှစ်ခွန်၄ဒီသူ့ရအောင်မဖြစ်မနေဖြစ်ရမယ်ဆိုကျွန်တော်တို့ဒီမှာက၃ညနဲ့၃ည၂ဒီမှာ၈ထိပ်စီရှိလို့၈ရဲ့ပါဝါ၃၈ရဲ့နှက်ခတ်၈၃တည်းဒီသူ့ရအောင်မဖြစ်မနေဖြစ်ရမယ်ဆိုမနက်သေးမှာ၈၀နဲ့၅ ဒီမှာကိုယ်ထိတ်ရှိလို့ကိုယ့်ရဲ့ဘာဝက6 9ရဲ့နှက်ခတ်က4ကိုယ့်ရဲ့ဘာဝက4ကိုယ့်ရဲ့နှက်ခတ်က6 6 6ဒီတူအောင်မဖြစ်မနေဖြစ်မှာမနေ့သေးမှာ6တပြားဆိုရင်65ညနေသေးမှာ90နဲ့ရှစ်ဒီမှာကိုယ်ထိတ်ရှိလို့ကိုယ့်ဘာဝက4ကိုယ့်နှက်ခတ်6 6 6ဒီတူအောင်မဖြစ်မနေဖြစ်မှာမနေ့သေးမှာ6တပြားဆိုရင်65ညနေသေးမှာ90တပြားဆိုပြီး19ဒီမှာတိထိတ်ရှိလို့တိရဲ့ဘာဝက6တိရဲ့နှက်ခတ်8တိ6 8ဒီတူရဲ့အောင်မဖြစ်မနေဖြစ်မှာမနေ့သေးမှာ8 8ညနေသေးမှာတိတပြားဆိုပြီး2 1 ဒီမှာနှစ်ထိပ်စီးရှိလို့နှစ်ရပါပါခွန်နှစ်ရနှစ်ခါလေးနှစ်ခွန်လေးဒီသူ့ရဲ့အောင်မှာဖြစ်မှန်းတည်းမသိမနက်သေးမှာခွန်တစ်ပြားဆွဲပြီးခွန်ခွန်ညနေသေးမှာလေးတစ်ပြားဆွဲပြီးလေးငါဒီမှာလေးထိပ်စီးရှိလို့လေးရပါပါကိုးလေးရနှစ်ခါနှစ်လေးကိုးနှစ်ဒီသူ့ရဲ့အောင်မှာဖြစ်မှန်းတည်းမသိမနက်သေးမှာလေးတစ်ပြားဆွဲပြီး43ဒီမှာသုံးညထိပ်စီးရှိလို့သုံးညပါပါငါသုံးညနှစ်ခါခွန်သုံးညငါခွန်ဒီသူ့ရဲ့အောင်မှာဖြစ်မှန်းတည်းမသိမနက်သေးမှာငါတစ်ပြားဆွဲပြီးနှစ်ငါဒီမှာတိထိတ်စီရှိလို့တိရဲ့ပါဝါ6တိရဲ့နက်ခ8တိ68ဒီသူ့ရအောင်မှာဖြစ်မှန်းတိရမှာမနက်သေးမှာတိတိပြားဆိုပြီး3တိညနေသေးမှာ68ပြီးပြီး ီမှာ6ထိပ်စီရှိလို့6ရဲ့ပါဝါ1 6ရဲ့နက်ခတ်က6 6 9ဒီသူ့ရအောင်မဖြစ်မနေထိရမှာဆိုမန္တလေးမှာ6တပြားဆိုပြီး60ဒီမှာ4ထိပ်စီရှိလို့4ရဲ့ပါဝါ6 4ရဲ့နက်ခတ်နဲ့4 4ဒီသူ့ရအောင်မဖြစ်မနေထိရမှာဆိုမန္တလေးမှာ4 4ဒီမှာ9ထိပ်စီရှိလို့9ရဲ့ပါဝါနှဲခွန်းရနခတ်၃ည9နဲ့3ည ਦੀ သူ့ရအောင်မဖြစ်မလို့ရှိရမှာဆိုညနေစည်းမှာပဲခွန်းနဲ့ခွန်းထိပ်စီခွန်းတပြားကိုဆိုခွန်းရှိဒီမှာခွန်းထိပ်စီရှိလို့လေခွန်းရပါဝါနှဲခွန်းရနခတ်က3ည9နဲ့3ည ਦੀ သူ့ရအောင်မဖြစ်မလို့ရှိရမှာဆိုမန္တလေးမှာ3ညတပြားဆိုပြီး3ညလေးညနေစည်းမှာခွန်းတပြားဆိုပြီး3ခွန်း ဒီမှာ၃ထိပ်စီးရှိလို့၃ရဲ့ပါဝါက၈တဲ့၃ရဲ့နက်ခတ်က၅ 385G ကိုထိရအောင်မဆိုရင်လည်းကျွန်တော်တို့ကဟာဒီ46ကို1 chain ပြီးတော့ထိမယ်တဲ့ချစ်ဆိုနော်အဲ့ဆိုကျွန်တော်တို့ကဘယ်လိုဆိုရမလဲဆိုတော့၄3 4 8 5 6 3 6 8 6 5ဆိုတော့ကဏ္ဍကအရန်နဲ့အချက်တို့ဓာတ်ကွာထဲတော့ကဏ္ဍဒီ46 6တလုံးကိုပတ်ကိုပတ်နော်6ထိပ်စီ6နောက်ပိတ် ဒါနဲ့အချစ်တို့ရေခဏန်းတစ်ခွက်ကတော့အာဖို့မှရမှာဗျကျွန်တော်တို့နော်အဲ့တော့1550တော့အမျိုးလိုအားလုံးမင်္ဂလာပါနော်ကျွန်တော်တက်ခွက်ထက်ထုတ်ပြတာက46ကိုအကိုဒီအမလေး46ကို1 chain မဲ့46ဒီ46အတိုင်းမပြီးဘူးဆိုရင်ကျင်းသေးတယ်358ကကီအဖြစ်နဲ့စော့ပြီးကျွန်တော်တို့ကို4 3 4 8 4 5နဲ့6 3 6 8 6 5ကတက်ခွက်ထွက်ပြီးလိမ့်မယ်တဲ့အချက်ဆုံးတော့ ဒါပေမဲ့လို့ဒီညနေ6ကိုပတ်ပါကျွန်တော်မိသားစုမနေ့သေးမှ6ထိပ်စီချထားတာနဲ့မဆိုင်ဘူးကြာတာပရင်းနေညနေသေးနောက်ပိတ်ဒီ6နောက်ပိတ်ထပ်ပြီးဆင်းရပါမယ်တဲ့အကိုမကြီးမောင်လေးညီမလေးနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများချစ်မိတ်ဆွေများအားလုံးဒီညနေမှာတက်ခွက်သေးသေးတော့ခဏကိုထိုးနေတဲ့လူက6ကိုပတ်ပြီး646တက်ခွက်ကောင်းနော်၄3 4 4348 45နဲ့63 68 65ကအရန်နဲ့ချစ်လို့ကြံနှစ်ရက်စာမှာပတ်ရမယ်ပါတိကတက်ပါတိ နော်ကြမ်းနှစ်ရက်စာမဟုတ်ဘူး၃ချိန်ပဲရှိတော့တယ်၃ချိန်မှာတရားရာခိုင်နှုန်းမထွက်ဆဲဖြက်ကတိပတ်သည်အချက်တို့တိပတ်သည်နဲ့ပတ်ကိုပတ်နော်ဒီညနေလည်းပတ်နော်တိပတ်သည်ကြမလားကျွန်တော်လာပြောအဲ့တိပတ်သည်ကလည်းအရှေ့ကြီးသူ့သူ့ရဲ့အစင်လာတိုင်းကျွန်တော်မိသားစုနဲ့ရိုက်လာတာနော်တိပတ်သည်ရဲ့စနစ်ကိုလည်းကျွန်တော်မိသားစုနဲ့အကိုအမတွေမောင်နှမတွေအားလုံးပြပြီးသားအဲ့တိပတ်သည်စနစ်ကဒီမှာ40လို့၃ညာလေးလို့ကြ နော်လေးတုံညတုံညလေးလို့မနက်ဈေးမှာရိုက်တိုင်းနှစ်ရက်အတွင်းမှာတိတ်တိတ်တပြားပါဆို20နဲ့တိနှစ်ရက်အတွင်းမှာဒါဆိုလို့ကျန်ကျွန်တော်မိသားစုနဲ့ဒီမှာလေးတုံညတုံညလေးလို့ရိုက်နှစ်ရက်အတွင်းမှာတိတ်တပြားပါဆိုတင်ကားဒါဆိုအချစ်တို့ကြီးကျွန်တော်တို့ဒီမှာကလေးတုံညတုံညဒီမှာက40လေးတုံညတုံညလေးလို့ကြရတိုင်းနှစ်ရက်အတွင်းမှာတိတ်တပြားဆိုနှစ်တိဒါဆိုအချစ်ဆုံးလို့ဒီမှာက40ဒီမှာညံ့နေသေးမှာမဟုတ်ဘူးမနက်ဈေးတိတိုင်းကျွန်တော်ယူပေးထားတာအချစ်တို့နော်ဒါဆိုလို့ရှိရင်ဒီမှာ ၄တုံညာတုံညာလေးလို့မန္တဇေးသီးတိုင်းကြီးရိုက်၂ရက်အတွင်းမှာတင်တပြားဆိုလေးတင်လေးဒါဆိုလို့ရှိရင်အချက်ဆုံးလို့ဒီမှာလည်းမရှိသေးဘူးဒီမှာလည်းမရှိသေးဘူးဒီမှာလာပြီဒီမှာမန္တဇေးမှာသီးတန့်၄တုံညာတုံညာလေးလို့ကြားတိုင်း၂ရက်အတွင်းမှာတင်တပြားဆို၁၆၄တုံညာတုံညာလေးလို့ကြားတိုင်း၂ရက်အတွင်းမှာတင်တပြားဆိုတော့၁၈၈၁ ။ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုညမောင်လေးညမလေးများဒီမှာပဲရှိတော့တာ၄တုံညာတုံညာလေးရ။နှစ်ရက်အတွင်းမှာလာမှာတစ်တပြား။တစ်ပိုင်။နော်ကျွန်တော်ရဲ့မိသားစုတစ်ပိုင်။ဒီညနေမှာက6တပြားအပိုင်နဲ့ကျွန်တော်ရဲ့မိတ်ဆွေများချစ်တို့။နော်6နောက်ပိတ်ရ။ तू ကနောက်ပိတ်တစ်လုံးနဲ့လာတာ။တီးနဲ့။နောက်ပိတ်ပဲဆင်းတာ तू က။အဲ့တော့အပေါ်မှာနေမောင်လေးမလေးတစ်ကိုလိုက်တဲ့လူတွေဆက်လိုက်ပါ။နော်တစ်ကိုလိုက်တဲ့လူတွေဆက်လိုက်ပါ။ကြံသုံးမိမှာတရားရာခိုင်တော့အာမ ကတော့ကျွန်တော်မိသားစုနဲ့46ဒီတကွက်ထဲတော့ခဏမဟုတ်လို့ရှိလို့ရှိရင်46ကို385နဲ့ကပ်ပြီးပြီးပါမယ်တဲ့ချစ်လို့နော်အဲ့တော့ကျွန်တော်မိသားစုနဲ့ကျွန်တော်ကခဏနေကိုယ်ကမှအများကြီးဖြစ်တယ်တခါတည်းရေးပေးခင်မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကကြိုက်နှက်တတ်တယ်လူဆော့မကြိုက်မနှက်တတ်တယ်လူမဆော့နေပြန်နော်ရရမယ်စာရွက်တွေတော့ဖေးရောက်

6ကိုပတ်ပါ6ကိုပတ်ပါ6ကိုပတ်မယ်ဒီမှာ6ကဘာမှလို့ဖြစ်သွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်တကွက်ထဲသောကဏ္ဍဒီ46တဲ့ချစ်လို့၄6ကအာပြီးတကွက်ကောင်းအထူးရှယ်အထူးရှယ်ဗျာကျွန်တော်မိသားစုနေလှုပ်ထုတ်လိုက်တော့တကွက်ထဲ6ကိုပတ်ပြီးတကွက်ထဲရိုက်ရဲတယ်လူရိုက်တာရိုက်ထုတ်လိုက် ဒါဆိုရင်အချက်ဆုံးတော့ကျွန်တော်တို့6နဲ့ပတ်သက်တဲ့ခဏနဲ့63 65 43 48တဲ့အချက်ဒါလေးတွေကအာပြီးတော့ main hook တခွက်ထဲတော့ကဏ္ဍီ60 46တခွက်ထဲဒီမှာရှင်း6ကိုပတ်ပြီးအဲတခွက်ထဲရိုက်ချင်တယ်လို့46တခွက်ထဲလိုက်ရလေနော်ကြံနှိကြံ3ချိန်စာမှာလိုက်ရမယ့်ပတ်ဒီက1ကြံ3ချိန်စာကြံ3ချိန်စာမူရမယ့်ကဏ္ဍကကြံ3ချိန်စာမူရမှာဒါကအချစ်တို့ဒီမှာကြံ3ချိန်စာမူရမှာက1ပတ်ဒီရဲ့အချစ်တို့နော်1ကိုပတ် တစ်ကိုပတ်ပါနောက်တစ်ချက်ကတစ်ပတ်သည်အဲ့တစ်နဲ့တင်ရရမကနာကျွန်တော်ရဲ့မိသားစုနေအတွက်တက်ဆဲတစ်ဘူးတစ်ခွန်ဒါလေးပဲအားပြီးတော့အထူးထူး ာအထူးငါတက်ကိုပတ်မယ်ချစ်တို့ကြံ၃ကြိမ်သာဒါကြံ၃ကြိမ်သာဒီမှာကြာတာပရင်းနေညာနေအဲ့တော့ချစ်ဆုံးတော့ကျွန်တော်ဦးဒီမှာဆက်သွယ်ရင်လည်းအပေါ်မားဒီမောင်လေးညီမလေးကြီးပဲ Ta bay ba. Ta messi. Nó, ta này ye. Nó này ye, này ye ja de nyani. Chao gu ba me. Ta gu the to ka na ga 60 ne li. 6446ta gu the thu. 60 46 lu tiền thu. Nó, 46 lu tiền thu 6 nào bai. နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိသားစုနဲ့46ကတည်းတပွက်သေးတော့ကနမဟုတ်လို့ရှိရင်လို့ရှိရင်အဲ့6နဲ့6ကိုကပ်ပြီးမှ358တည်းချစ်လို့နော်358နဲ့ကပ်ပြီးမှလည်းအဲ့ဆိုရင်63 65 68 43 45 48ဒါဆိုရင်အချစ်တို့ကျွန်တော်ပေးထားတာ6ပတ်ဒီ6ပတ်ဒီနဲ့မတူညီတော့ကနက43 45 48ဆိုတဲ့ကနန်း3ခွက်ပဲပါတယ်နော်ကျန်တာအများကြီးပါတာမဟုတ်ကျွန်တော်ရဲ့မိတ်ဆွေတွေမောင်လေးညီမလေးတွေနော်ကျွန်တော်ချပြထားတာ6ပိုင်း4ပိုင်းနော်ကြာတာပရင်းနေညနေ10:00တဲမှာ နော်တောက်ကြံလေးကိုကူးမသွားဘူးနော်ကြာသာပရင်းနေညနေတစ်သေးထဲမှာလိုက်ပြီးတော့ကြာနေတာက6ပိုင်4ပိုင်နဲ့အဲ့6ပိုင်4ပိုင်နဲ့4 6လို့ကြာသွားရင်ကျွန်တော်ရဲ့မိသားစုရင်မင်္ဂလာရှိသွားပြီဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့မိသားစုနဲ့6 4နှလုံးကတစုံပြီးမသွားရင်တော့6ပိုင်4ပိုင်ကိုလိုက်ပြီးမဲ့ခဏက3 5 8ဆိုတော့ကြီးသည်6ပိုင်4ပိုင်ကိုလိုက်ထောက်ကိုပြုတ်မဲ့ခဏနေပါပဲတဲ့နော်ကြံ3ချိန်သာမွေးရမှာကတစ်ပတ်တည်းချက်ဆုံးတော့ အဲ့ဒီတစ်ပတ်တိမှာလိုက်ထိုးရမယ်ကဏ္ဍကတဆယ်တစ်ပူးနဲ့တစ်ခွန်ဆိုတဲ့ကဏ္ဍကိုအထူးမွေးဒီညနေမှာကျွန်တော်တို့6ရက်လို့ကြာလာလို့ပောက်ပြီးတော့ရမယ်နဲ့ကိုကျွန်တော်ကိုကျွန်တော်ညလိုက်လွှင့်လဲဒီကဏ္ဍမယ်လွှင့်လာမှာနော်ဒီကဏ္ဍကိုပဲလွှင့်တော့မှာဘာလဲဆိုတော့ဒီတစ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေပဲကျွန်တော်လွှင့်မှာနော်တစ်နဲ့ပတ်သက်တာတွေပဲကျွန်တော်ရှာပြီးတော့တွေ့အောင်ရှာပြီးလွှင့်မှာတောက်ကြနေမှာကြာမှာကတစ်ကမဖြစ်မနေကြာတော့ဒီညနေမှာတစ်ကြသွားရင်ကျွန်တော်လည်းမတတ်နိုင်ဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့မိသားစုဝင်တွေတစ်ကြလာရင်ပောက်အောင်တော့ထိုးနော်အဖွဲ့ဝင်တွေလည်းရှိတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးတစ်ကြလာရင်တော့ပောက်အောင်ထိုး ကျွန်တော်ပေးတဲ့ခဏညနေသေးမှပေးထားတယ်6တင်4တင်မထီပဲနဲ့တိကျလာနေပေါအောင်ထူးနော်တစ်ဒီတရားရာခိုင်နှုန်းကြမှာတစ်ဒီပွဲမှာနားသွားတယ်ဆိုကျွန်တော်မိသားစုနဲ့နောက်ပွဲမှာတက်ရောက်မှာကျွန်တော်မဆက်သွင်းနဲ့ဟုတ်ပြီလားမပြောက်အောင်ကျွန်တော်ရှာပေးထားတာကျွန်တော်မိသားစုနဲ့နော်တစ်ဒီလုံးဝမပြောက်တော့ခဏနဲ့အဲ့တော့အခြေဆုံးတော့မိကျွန်တော်ရဲ့မိတ်ဆွေများမောင်လေးညီမလေးများကျွန်တော်ကိုအမြဲတမ်းချစ်ခင်အားပေးကြတဲ့မိသားစုဝင်တိုင်း တယောက်ချင်းစီကိုအထူးထူးကိုကျေးဇူးတင်ပါတယ်လို့ပြောရတဲ့ကာယကျွန်တော်ရဲ့မိသားစုဝင်များလဲကာယတိတ်ဒုက္ခစိတ်တဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးနေကျွန်တော်လိုက်ရှူလေးနားပါပြီလို့အချက်ဆုံးလို့ရေ၄ချောင်းနဲ့နော်၄ချောင်းနဲ့တော့ကျွန်တော်တို့ညနေကိုအောင်ပွဲခံနိုင်အောင်လို့ကျွန်တော်ရဲ့မိသားစုဝင်တွေလှုပ်ထုတ်လိုက်တော့နော်ဒါရင်နဲ့၆ကိုပတ်ပါကျွန်တော်မိသားစုဝင်တွေ၆ကိုပတ်ပါနော်ဒီမနက်မှလည်းကျွန်တော်ကကျွန်တော်ပေးထားတာကျွန်တော်မိသားစုဝင်တွေအားလုံးသိတယ်နော်၆တက်ဆိုလဲပေါက်တယ်၆၃၆၈ချောင်း၅ဆိုလဲပေါက်တယ် ဒါရင်လည်းတော့6နှစ်လို့သူကကြပြည့်အောင်ကြသွားတယ်။နော်ကြနေပြည့်အောင်ကြသွားတယ်။အဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမကြီးကျွန်တော်ပြည့်ရဲ့ live show လေးဒီမှာပဲနားပါပြီဗျာနော်။တိတ်ကြလာရင်ပေါအောင်ထိုးတော့ကျွန်တော်ရဲ့ချစ်လို့ကျွန်တော်ရဲ့အကိုမမြမောင်လေးညီမလေးများဟင်းရှင်ထမင်းရှင်များတိတ်ကြလာရင်ပေါအောင်ထိုးဗျ။ဟုတ်ကဲ့ကကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမကြီးကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီခင်ဗျာ။